နဲ့တက်ကလစ်တစ်ခုကိုကြုံလာဆရာတိတ်မပြောဖြစ်တာဒီနှစ်ပိုင်းထဲမှာနည်းနည်းလေးဆရာတိတ်ပြီးရှော့ပြောထားတဲ့နေသားကိုပြောပါဆိုရင်တော့ကြစာပရိဖြစ်ပါလိမ့်မယ်အခုတခါတော့ကြစာပရိသားသမီးမိတ်ဆွေတွေ2025ခုနှစ်မှာကန်ရှင်နေဘလို့ရှိခဲ့တယ်လေဒါပြင်2026မှာကန်စာတာကောင်းအောင် ဘာတွေကိုကောင်းကောင်းပြုလုပ်တင်တယ်လဲဆိုတာကိုဆရာက ပြောပြပြီးမှဖြစ်တဲ့အတွက်ကျစားပရိသတ်သမီးမိတ်ဆွေတို့ဒီမကြခင်မှာဆရာတို့အခုဆိုရင်ဆရာရိုက်နေတာနိုဝင်ဘာလလေလောက်ဆိုတော့မိတ်ဆွေတို့အနေနဲ့မကြခင်မှာခရစ်တော်ကိုရွေးအစွဲပြုပြီးရွေးဆွဲတာလေပြက်ကရင်တစ်ခုကိုပုံလို့2026ကိုပြက်ကရင်တစ်ခုကိုရောက်ရှိတော်မယ်အဲ့တော့ကျစားပရိသတ်သမီးမိတ်ဆွေတို့အနေနဲ့2026ခုနှစ်တည်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာအခြေအနေဘယ်လိုရှိခဲ့တယ်လဲဆိုတာကိုဆရာကိုမှတ်မိပါအောင် ဘာမှမပြောမိမှာဆရာငင်နာမှာ2026ခုနှစ်အတွက်တနစ်စာဟောစရံတွေကိုဆရာကြီးမှာယူလို့ရပြီဆိုတဲ့အကြောင်းနဲ့အဲမနစ်ကမရတဲ့မိတ်ဆွေများအဲကြီးဆရာကြီးကျွန်တော်မနစ်ကမရလိုက်လို့ပါဆရာမနစ်ကအားလုံးကိုလူစိတ်မရေးပြလိုက်ရတဲ့အတွက်2026ခုနှစ်ဆရာတကြံကြရင်တော့ဆရာတနစ်စာဟောစရံတွေကိုတော့မပြောတော့ဘူးမရေးတော့ဘူးအခုဆရာနော်ဆရာလည်းမန္တလေးရောအခုဆိုဆောင်ဆရာနေပြီးတော့ရောက်နေဆိုတော့လေအဲ့တော့အဲ ဆရာဗမာခုနှစ်တက်ကလေးကိုတော့တနစ်စာမေးပြီးတော့ဦးမိတ်ဆွေတို့အတွက်ကိုဆရာဗီဒီယိုနဲ့ပဲအများစုကို equilibrium ကြကြရိုက်တင်ပြီးတော့မယ်ပြီးတော့တကြံအတွက်ဟောစတန်းနေလဲဆရာရရအောင်မှာဖြစ်တဲ့အတွက်အဲ2026မှာတော့တနစ်စာဟောစတန်းတွေကိုဆရာအမနစ်ကမရတဲ့မိတ်ဆွေများအတွက်ကိုပို့ပြီးအားပြုရေးပေးပါမယ်အဲဟောစတန်းကတော့ပုံမှန်တိုင်းမှာပဲ9000ကျပ်ပါခင်ဗျအဲဒါအပြင်ဆရာကလာလိုက်အရောင်တွေကျိုးချောင်းရမယ့်အရာတွေဘာညာတွေအားလုံးအစုံအပြည့်အစုံပါတဲ့ပြင်ကိုမိတ်ဆွေတို့ရဲ့တူးတကျင်းစီရဲ့ဇာတာကိုဆရာတေချာကိုတွက်စစ်စစ်ပြီး တော့အဲတေချာကိုဆရာကအဲ့ဒါအတော့တကူကတော့ကျွန်တော်ဝစ်ကြည်တန်းကြီးနိုင်တဲ့ဆရာမဟုတ်ကြောင်းနဲ့မိတ်ဆွေတို့အားလုံးမရရင်တော့ဆရာတက်နိုင်ဆုံးတော့ရအောင်ရေးပြမယ်ဆိုတဲ့အကြောင်းနဲ့မနစ်ကမရလိုက်တဲ့မိတ်ဆွေများကြိုတင်ပြီးတော့စာရင်းပေးလို့ရပြီဆိုတဲ့အကြောင်းနဲ့ဖုန်းနံပါတ်0932293416ဟို Telegram Viber နံပါတ်96305052နှစ်မှာပြောကြောင်းနဲ့ကဲအခုတခါတော့ကြာစာပေးကိုစားလိုက်ရ2020ခုနှစ်ထဲမှာဂျာစာပရိသတ်သမီးမိတ်ဆွေတို့မပြောမိမှာ လက်ရှိ2025ခုနှစ်ထဲမှာဆိုရင်ကျသပရိသတ်မိမိတ်ဆွေတို့နေနဲ့ဘာကိုမဆိုဒီတစ်နှစ်ကအဆိုးပင်ဖြစ်ပါစေကောင်းပင်ဖြစ်ပါစေကိုကိုတိုင်းကိုကိုကိုတုံးတက်ပြီးတော့ကိုယ့်ရဲ့အမားတွေကိုယ့်ရဲ့အလွဲတွေကိုယ့်ရဲ့အဆိုးတွေကိုယ့်ရဲ့အညံ့တွေကို ပြန်ပြီးတော့ပြုပြင်ပြီးတော့ကောင်းအောင်ကြိုးစားလိမ့်မယ်ဘာကိုမဆိုအစကနေ restart ပြန်စတင်တင့်တယ်ငါတော့ပြန်ပြီးတော့ကြိုးစားတင့်တယ်ဆိုပြီးတော့အချိန်ယူအားယူနေတာမျိုးတွေများခဲ့ပြီထင်တယ် ထို့ပြင်ကျစားပရိသတ်မိတ်ဆွေတို့ဒီတစ်နှစ်ထဲမှာဆိုရင်2025ခုနှစ်ထဲမှာဆိုမိတ်ဆွေတို့ကြိုးစားခဲ့သမျှအရာတော့ထင်ခဲ့တယ်ဒါပေမဲ့စိတ်ပန်းလူပန်းစိတ်မောလူမောပြီးလက်ရှိအချိန်ဒီမှာဘာကိုလှုပ်လို့လှောက်ဆောင်အောင်မသိတာမျိုးအပြောင်းလဲတစ်ခုခုနဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးတော့မောဟပန်းဟနေပြီးတော့အဲတကယ်တမ်းစိတ်သာရှိပြီးတော့ ခွန်အားစိုက်ဖို့အတွက်အင်မတန်အားနှဲနေတာမျိုးလက်ရှိမှာမိတ်ဆွေတို့နဲ့ကိုကိုကိုစိတ်ပန်းလူပန်းစိတ်မောလူမောပြီးငါအရန်ကြီးရဲ့လှုပ်ကြိုးစားလှုပ်ခဲ့တာပဲငါအရန်ကြီးလှုပ်ခဲ့တာပဲဒါပေမဲ့အရာထင်းတင်းတဲ့လောက်လဲထင်းခဲ့တယ်သို့တော့ဒီထက်ပို့ပြီးဆက်လှုပ်ရမှာကိုလမ်းပြောင်းနေတာမျိုးသို့မဟုတ်ရင်ဒီထက်ပို့ပြီးဆက်လှုပ်ခြင်းနဲ့စိတ်တွေအာကုန်နေတာမျိုးတွေဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေမိတ်ဆွေတို့ကျင်းတည်ဖြစ်ပေါ်နေမှာအသေးချာပဲဖြစ်တယ်သို့တော့နေရာထိုင်ခင်းပြောင်းလဲ တိသာအပြောင်းလဲသူမဟုတ်လို့ရှိရင်လူအပြောင်းလဲအပေါင်းသင်းပြောင်းလဲမေဟိဆွေအပေါင်းသင်းပြောင်းလဲဒီများစွာကြုံခဲ့မဲ့နှစ်ဖြစ်ခဲ့တဲ့ကာလဖြစ်ပါလေထို့ပြင်အိမ်နွေးရေးကိစ္စအပွဲစည်းကိစ္စအများကိစ္စပကြီးပဘူးပေတင်ပေတာတင်တဲ့အဆရှိတဲ့လုပ်ငန်းဟောင်းကြီးကိုအတိတ်ပြန်လဲစူးစမ်း စဉ်းစားရင်ကောင်းမလားဆိုရင်မိတ်ဆွေများတည်ကြပါလေဆရာတို့ဖေဖော်ဝါရီလအတော်အတွင်းမှာကိုပြီးပြအောင်လုပ်ပါဆရာတို့အခုလက်ရှိဆိုလို့ရှိရင်နိုဝင်ဘာဒီဇင်ဘာဒီဇင်ဘာဟာနေပြီးတော့ဇန်နဝါရီဖေဖော်ဝါရီလအတွင်းမှာမိတ်ဆွေတို့နေရာတစ်အပြောင်းလဲတစ်လုပ်ငန်းတစ်အပြောင်းတစ်မိတ်ဆွေတစ်ဘာကူမဆိုအစ်တစ်ပြောင်းလဲလှုပ်ဆောင်မယ်မိတ်ဆွေများချစ်တို့ဆောင်ရလှုပ်ဆောင်ပါကံရဲ့တိုးတက်မှုနဲ့အထောက်အကူကိုအများကြီးရရှိတတ်တဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့လာမဲ့ဖေဖော်ဝါရီဆရာတို့ ဒီဇင်2025ကုန်နဲ့ဒီဇင်ဘာနဲ့ဇန်နဝါရီဖေဖော်ဝါရီတလား၂လပိုင်းလောက်မှာပြီးပြအောင်ဆုံးဖြတ်ဆောင်ရွက်ပြီးတော့အပြောင်းလဲနဲ့ဆုံးဖြတ်ပြီးတော့အဲ့ဒီနောက်ပိုင်းကျရင်ရှေ့တိုဆောင်ရွက်ပါလားကိုတစ်ဖြတ်ဖြတ်ပြီးတော့အပနှစ်ကိုနှစ်ရဲ့အစနဲ့အဆုံးသက်လေးတွေမှာမိဆွေတို့နေနဲ့အပြောင်းလဲနဲ့ကြီးမမရွေးချယ်စရာလေးတွေပေါ်လာလိမ့်မယ်ဆရာတို့ဒီ2025မှာဆိုရင်နိုဝင်ဘာဒီဇင်ဘာ 2028မှာဆိုရင်ဇန်နဝါရီဖေဖော်ဝါရီလမှာအရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေတဦးတဲ့တယောက်တည်းရုံးကန်ရတာမျိုးတွေနေရာတိုင်းအပြောင်းလဲတွေလုပ်ငန်းအပြောင်းလဲတွေထင်ပေါ်မှုတွေကြော်ဆောင်မှုတွေအားသာမှုတွေအရာရာကိုအပြောင်းလဲနဲ့ဆန့်ကျင်ဘက်တွေကိုတေချာကိုရွေးရှယ်ပြီးတော့ဆုံးဖြတ်ရမယ်နှစ်ဖြစ်မှာအတေချာပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့2025ခုနှစ်ရဲ့စူးချင်းကောင်းချင်း2025ရဲ့အကုန်ရဲ့အဆိုးအကောင်းဟာမိတ်ဆွေတို့ရဲ့2020 6ကိုတိုက်ရောက်မှာဂျိမ်းတည်တဲ့နှစ်ဖြစ်ကြောင်းနဲ့မက်ဆီဒိုနီနဲ့ဒီလိုအဆိုးအညံ့တွေကိုကံကောင်းမှုတွေရရှိအောင်လို့2025ရဲ့အကုံကနီးမှာကောင်းတဲ့အရာမဆိုးတာတွေကိုတခါတည်းလက်ရှိမှာကာလမှာပြီးပြတ်အောင်ဆုံးဖြတ်ဆောင်ရွက်ထားတဲ့ကာလဖြစ်ပြီးတော့2026ကိုကံကောင်းမှုတွေကောင်းတဲ့အရာတွေကိုမပြီးမပြတ်ပဲခေါ်သွားတာအကြောင်းမဟုတ်ပြင်မဲ့2020ငါးခုနှစ်မှာအဆိုးတွေအညံ့တွေကိုမပြီးပြတ်အောင် ဆုံးဖြတ်ခြင်းကြံ့ကြာခြင်းဟန်တားခြင်းဆုံးဖြတ်မှုတွေဒီလေးဖြစ်နေရင်တော့မိတ်ဆွေတို့2026မှာလဲဒုံရင်ဒုံရင်နဲ့ပဲနှစ်ဝက်လောက်ကိုသွားလိုက်မှာသိကြတာဖြစ်တဲ့အတွက်ကြောင့်မလို့အစိုးရအညံ့နေဂျိုးစိုးဂျိုညံ့နေအားလုံးကိုဟိုတင်နှုံးသားနဲ့လှိတဲ့ကဲသူဒါမှမဟုတ်ရင်လည်း မိတ်ဆွေတို့နည်းအပခတ်ဟိုစွနာလိုပေါ့ဆရာတို့ຫນွယ်ချိုးကိုဓာတ်နဲ့တုံးကနေဖြတ်လိုက်တယ်လို့မျိုးတခါလဲပြက်ပြက်သားသားရေရေဝန်းနဲ့ဆုံးပြတ်ဆောင်ရွက်မှသာ2026မှာတော်ခါကြမဲ့နှစ်ဖြစ်ကြောင်းနဲ့2026ရဲ့အဆူအညံ့တွေကို 2025ရဲ့အဆိုးအညံ့တွေကိုပြီးပြတ်အောင် အဆုံးသတ်ထားသင့်ပြီလို့ဆရာကမြင်တယ်။ဒါမှသာ2026မှာမိတ်ဆွေတို့အနေနဲ့ဆရာတို့ mass တကူးကြော်တော့ကစပြီးတော့ခြေတို့ပြီးတော့ကံကောင်းမှုတွေဟာကျင်းတည်ပေါ့ပြည့်ကျွေရောပါရမယ်ဆိုတဲ့အကြောင်းနဲ့နှစ်ရဲ့အစလေးမှာတော့ညံ့ချောင်းနဲ့နှစ်ရဲ့အဆုံးသတ်ကလေးမှာညံ့ချောင်းနဲ့2026ဟာကျစားပတိသားသမီးမိတ်ဆွေများအဖို့အစနဲ့အဆုံးသတ်ကလေးတွေမှာနည်းနည်းလေးမပြီးမပြတ်တဲ့အတိတ်ရဲ့အနာရဲ့ ဖြစ်ခဲ့ပြီးသားအရာတွေပြီးခဲ့ပြီးသားအရာတွေလုတ်ခဲ့ပြီးသားအရာတွေရီစားဟောင်းမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းအဆက်ဟောင်းမိသားစုဟောင်းအိမ်တော်ဟောင်းအမှုဟောင်းငွေကြေးဟောင်းအဟောင်းတွေကပြန်ပြီးတော့တက်ရောက်လှိုင်းထားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပြီးပြအောင် ဆုံးဖြတ်ဆောင်ရွက်ထားတဲ့နဲ့နှစ်ဖြစ်တာတော့အသေးချာပဲဖြစ်ကြောင်းနဲ့2020 6ခုနှစ်ကိုကန်စာတာကောင်းစီရန်အတွက်ဆိုရင်တော့ဘာတွေကိုပြုလုပ်တင်တယ်လဲဆိုတော့ရေဒီယာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ2026မှာကန်စာတာကောင်းစီဖို့အတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့လူ၃မျိုးကို လူသုံးမျိုးကိုဇီဝိတဒါနကုသိုလ်ပြုလုပ်တဲ့မှာလေကိုယ့်ထက်အသက်ကြီးတော်သူကိုနဲ့အသက်ရွယ်တူကိုရှုတဲ့တဲ့သူ ကိုထအတန်းနေဘာပြီးချိုးတဲ့တဲ့သူတွေကိုဇီဝိဒဒါနအဲလေးပြုလုပ်လိုက်တာမျိုးသို့မဟုတ်လို့ရှိရင်ဆေးဝါးလူဒါနာမျိုးကုသိုလ်လေးငွေကြီးလေးတတ်နိုင်တဲ့လောက်ဆေးဘဝါပါလေးဒါကတော့ဆေးဘဝါကလေးပါဆိုပြီးတော့မိမိတို့တတ်နိုင်တဲ့လောက်လေးတွေလူသုံးမျိုးကိုတစ်ခါလူရင်သုံးမျိုးကိုစခွဲပြီးတော့မိမိတတ်နိုင်တဲ့အတိုင်းတားလေးနဲ့လူလိုက်လို့ရှိရင်မိတ်ဆွေတို့အနေနဲ့ကန်ဆာတာတိုးတက်မှုနဲ့ကောင်းမွန်မှုတွေဂျာစာပရိသတ်သမီးတွေရရှိမှာအသေးစားပဲဖြစ်ကြောင်းနဲ့မိတ်ဆွေဂျာစာပရိသတ်သမီးတွေဟာ2026မှာ 2025မှာပြေလျန်နိုင်ခဲ့သမျှ2026မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာမပြီးမပြတ်ဖြစ်ခဲ့သမျှ2025မှာထင်ပေါ်ခဲ့သမျှ2025မှာအလီလိုက်ခဲ့သမျှ2026မှာရဲရဲကြီးစ조사ဆုံးဖြတ်ဆောင်ရွက်ရမယ်နှစ်ဖြစ်ကြောင်းနဲ့မိတ်ဆွေတို့အစနဲ့အဆုံးသက်ကလေးတွေမှာနှစ်ရအစတလားနှစ်လားနဲ့နောက်ဆုံးဆရာတို့နိုဝင်ဘာဒီဇင်ဘာမှာငနယ်လီကန်စတာရဲ့ဆရာတင်းနဲ့မြန်မာပြည်ရဲ့စတာ အခြေအနေကလည်းဆရာတခြားတော့မကြည့်ရသေးဘူး2026မှာ17လပိုင်းနဲ့17လပိုင်းလောက်မှာကန်စတာရဲ့တဟုန်တူးအတိုင်းမြေစတာကြီးကလည်းအကောင်းဘက်ကိုလုံးဝအဆူတွေကနေလွတ်မြောက်ပြီးအကောင်းဘက်ကိုရောက်ချိလာတော့မှလည်းကျင်းတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကျစားပရိသတ်သမီးများအနေနဲ့ပြင်ဆင်ထားသင့်ပြီးကံကောင်းမှုတွေအားလုံးထပ်တူတူပါသွားရအောင်တကူကရှေ့ရောက်နေအောင်စူးစမ်းသင့်တယ်ပြီးတော့ နောက်တစ်ခုကလူငယ်တွေလူငယ်တွေဆိုလို့ရှိရင်အချိန်ရင်းနဲ့ပတ်သက်ရင်လည်းပြ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 အဆုံဆုံးပြပြဆောင်ရွက်တင့်တော်နှစ်ဖြစ်ပြီးတော့မပြီးမပြတ်မှုတွေဟာမိတ်ဆွေတို့အတွက်ကို2026မှာစိတ်ညစ်စရာလေးတွေစိတ်သောကလေးတွေပေးတတ်တော်နှစ်ဖြစ်ကြောင်းနဲ့ပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စတွေကလည်း2026မှာမိတ်ဆွေကြီးစာပရိသတ်သမီးတွေတို့ကတဟုန်တို့ပြန်ပွင့်လာမယ်။တေချာတဲ့2025မှာတော့စာပရိချူအားနေခဲ့တဲ့အတွက်ပညာရေးကိစ္စလေးတွေအဲ အသင်ယူမှုအတတ်ပညာနဲ့ပတ်သက်တာတွေအိမ်နွေးရေးကိစ္စလေးမှာအဆင်မပြေမှုလေးတွေကြံ့ကြံ့မှုတွေအများကြီးကြုံခဲ့ပြီမဲ့2026မှာအဲ့ဒါတွေအားလုံးကစန့်ကျင်ဘက်တဟုန်တို့ပြန်ပွင့်လာမှာတကူးကြော်လောက်ကြံတန်ပွင့်လာမှာဖြစ်တဲ့အတွက်စာသာပိသသမီးမိတ်ဆွေများပညာရေးကိစ္စဘာသာရေးကိစ္စသင်တန်းကိစ္စ ကအဖွဲ့အစည်းအတတ်ပညာအသိပညာဆိုရှယ်မီဒီယာပကြီပပုပေးတင်ပေးတာစမ်းကြံတရုပ်ဆောင်အမှုပညာတခုမှနဲ့ပတ်သက်ဘာကိုမဆိုရှစ်တူလှုပ်ဆောင်ရန်အတွက်တော့မိမိရဲ့ယူရချက်တွေကိုအိမ်မက်တွေ dream to can to အိမ်မက်တွေနောက်ကို live တင်တဲ့နှစ်ဖြစ်တဲ့အတွက်ဇာစာပိသားရှင်မိတ်ဆွေများအနေနဲ့တကူးလောက်ကြော်ရင်တော့အထူးပျော်ရပြီလို့သာမှတ်ပြီးတော့ဟောတက်ကျိုးရင်လက်ထိုးလော်မယ်ဆိုတဲ့စိတ်နဲ့ပဲအားတင်းထားပါဦးမိတ်ဆွေ2026မှာထင်ပေါ်ခြင်းကြော်စောခြင်းတွေဟာ 2025မှာထင်ပေါ်ခြင်းကြော်စော်ခြင်းနေရာ2026အတွက်တော့အပိသက်စရာနဲ့ချီတူအောင်မြင်မှုနဲ့ကံကောင်းမှုတွေကျင်းတည်တယ်ကိုယ့်ရဲ့အမိနာမခံပြီးတော့အိတ်သွန်ဖာမောက်ရောက်ရှိလာမှာဖြစ်တဲ့အတွက်အားတင်းထားပါလက်ရှိကာလမှာတော်တိယော်တိကလေးတာညင်ညင်ကလေးနေပါတကူးကြော်ရင်အတူပြောရပြီလို့ပြောရင်းနဲ့တောက်ကြတွေအတွက်ကိုအရောက်သွားကြရအောင်